အားလုံးမင်္ဂလာပါအဝင်းရင်ချန်နယ်မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ယောက်ျားတွေရဲ့လိန်တန်မာမာကြာကြာထောင်မတ်စီနိုင်တဲ့အစားအစာများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လိန်တန်ထောင်မတ်ဖို့နဲ့ကြာရှည်ထောင်မတ်နေဖို့အတွက်ရုပ်ပိုင်းနဲ့စိတ်ပိုင်းတစ်ခုစလုံးအပေါ်မှာမူတည်နေပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးမှာတော့နှလုံးကျန်းမာရေးကအလွန်အရေးကြီးပါတယ်လိန်တန်ထောင်မတ်ဖို့အတွက်တွေးလှစ်ပတ်မှုကောင်းဖို့ကအဓိကအရေးကြီးပါတယ် တွေးလက်ပတ်မှုကောင်းမှုအတွက်နှလုံးကျန်းမာရေးကောင်းမှုအတွက်ကျန်းမာတဲ့အစာအစာတွေကိုစားဖို့လိုပါတယ်ကျန်းမာတဲ့ကုန်လေးချိန်ကိုထိမ့်ဖို့လိုပါတယ်ပုံမှန်လေးချိန်ကလုပ်ဖို့လိုပါတယ်တွေးရောယောဂါကိုလက်စထရောများတဲ့ယောဂါနဲ့နှလုံးယောဂါတွေဟာတွေးသွာလာမှုကိုထိခိုက်စေနိုင်ပါတယ်နောက်ဆုံးပန်းတည်ပန်းညိုယောဂါအထိဖြစ်စေနိုင်ပါတယ်လိမ့်မိုင်းဆိုင်ရာယောဂါတွေကိုလုပ်နိုင်မှုအတွက် testosterone ဟာလည်းအလွန်အရေးကြီးပါတယ်ဒီဟော်မုန်းညော်နေနေရင်လိင်နံထောင်မှတ်ဖို့အခက်အခဲဖြစ်စေနိုင်ပါတယ် အာယုံရောအဖွဲ့စည်းအားနည်းရင်လည်းလေနံထောင်မတ်ဖို့ခက်ခဲစီးပါတယ်ဥပမာအဖြစ်စီးယိုယောဂါကြောင့်အာယုံရောထိခိုက်တာမျိုးဟာပန်းတီပန်းညိုဖြစ်စီပါတယ်ဆလိတ်တောက်တူတွေဟာလည်းပန်းတီပန်းညိုယောဂါကိုဖြစ်စီနိုင်ပါတယ်ဆလိတ်မှာပါဝင်တဲ့နီကိုတင်းဓာတ်ပေါင်းဟာသွေးကြောတွေကိုကြီးမြောင်းစေပါတယ်လေနံစီကိုတွားတဲ့သွေးကြောကိုကြီးမြောင်းစေပြီးတဲ့နောက်ပိတ်ဆို့ထားနိုင်တဲ့အတွက်ပန်းတီပန်းညိုဖြစ်စီနိုင်ပါတယ်ဆလိတ်ကိုရပ်ပြည့်ရင်ကျန်းမာရေးကောင်းကျိုးများစွာဖြစ်စီပါတယ် အရက်ကိုအလွန်ကြုံတောက်တာဟာလိမ်မိုင်းဆိုင်ရာလုပ်ငန်းတွေကိုထိခိုက်စေပါတယ်။အရက်ကိုအသင့်အသင့်တောက်တက်ဖို့အလွန်အရေးကြီးပါတယ်။စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာတော့စိတ်ဖိစီးမှုနဲ့စိုးရိမ်ကြောင်းကြတဲ့စိတ်ဟာလိမ်စိတ်ကိုကြားစီပါတယ်။စိတ်ဖိစီးမှုနဲ့စိုးရိမ်စိတ်ကိုတက်တာဖို့အတွက်လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ယောဂလုပ်နိုင်ပါတယ်။မက်ဒီတေးရှင်းလုပ်နိုင်ပါတယ်။ကျန်းမာရေးကောင်းစေပြီးတွေးလက်ပတ်မှုကိုကောင်းစေတဲ့အစားအစာအများအပြားရှိပါတယ်။အဲ့ဒီအစားအစာတွေဟာ ပန်းတည်ပန်းညိုယောဂကိုလည်းပြန်ကောင်းစေနိုင်ပါတယ်။အဲ့ဒီအစားအစာတွေကိုအုတ်စုခွဲပြီးပျော့ပြရရင်တော့နံပါတ်1 nitrate ပေါ်ကျော်ွားတဲ့အစားအစာတွေကိုစားပေးပါ။အစင်းရောင်ဟင်းသီးနှင်းရွက်တွေဟာ nitrate များစွာပါဝင်ပါတယ်။အဲ့ဒါတွေကတော့ဟင်းနုနယ်ရွက်နဲ့ kale တွေဖြစ်ကြပါတယ်။အဲ့ဒီဟင်းသီးနှင်းရွက်မှာ nitrate ပါဝင်ပါတယ်။အဲ့ဒီ nitrate ကနေ nitric oxide ကိုပြောင်းပေးပါတယ်။ nitric oxide က သွေးရောတွေကိုကျဲစီတယ်ပျော့ပြောင်းစီတယ်သွေးလက်ပတ်မှုကိုပိုကောင်းစီပါတယ်မုံလာဥနီဗစ်ဟာလဲ nitrate oxide အမြောက်အများပါဝင်ပါတယ်အစေးရောင်ဟင်းသီးဟင်းရွက်လိုပဲ nitrate အများပြားပါဝင်တာကြောင့်သွေးလက်ပတ်မှုကိုပိုကောင်းစီပါတယ်နံပါတ်1စန့်ကျင်တက်တိုးပစ္စည်းအများပြားပါဝင်တဲ့အစားအစာတွေကိုစားပေးပါစန့်ကျင်တက်တိုးပစ္စည်းအုပ်စုမှာတော့ berry သီးတွေပါဝင်ပါတယ် berry သီးအုပ်စုမှာ ပါဝင်တဲ့အသီးတွေကတော့ blueberry, strawberry, blackberry တို့ဖြစ်ကြပါတယ်။အဲ့ဒီအသီးတွေဟာ flavonoid လို့ခေါ်တဲ့စက်ကျင်ဓာတုပစ္စည်းအများပြားပါဝင်ကြပါတယ်။အဲ့ဒီဓာတ်ပေါင်းတွေဟာသွေးကြောတွေကိုကာကွယ်ပေးနိုင်ပြီးသွေးသွားလာမှုကိုတိုးတက်အောင်လုပ်ပေးနိုင်ပါတယ်။အညိုရင့်အောင် chocolate, dark chocolate ကလည်းစက်ကျင်ဓာတုပစ္စည်းပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။အညိုရင့်အောင် chocolate မှာစက်ကျင်ဓာတုပစ္စည်းဖြစ်တဲ့ ဖလပနွိုက်များစွာပါဝင်ပါတယ်ဒီတပ်ပေါင်းဟာတွေးလှပ်မှုကိုကောင်းစီပြီးပန်းတည်ပန်းညို့ကိုပြန်ကောင်းစီနိုင်ပါတယ်စစ်ထွက်အသီးများကလည်းစန့်ကျင်တတူပစ္စည်းအနေနဲ့လှုပ်ဆောင်ပေးပါတယ်အဲ့ဒီအသီးအုပ်စုဝင်တွေဖြစ်ကြတဲ့လီမော်ဒီလီမွန် grapefruit တို့မှာဗီတာမင် C အများပြားပါဝင်ကြတယ်အဲ့ဒီဗီတာမင် C ဟာ စန့်ကျင်တတ်တူးပစ္စည်းတစ်ခုဖြစ်ပြီးသွေးကြောတွေအပေါ်ကောင်းကျိုးများစွာဖြစ်စေပါတယ်သွေးလက်ပတ်မှုကိုကောင်းစေပါတယ်နံပါတ်3ကျန်းမာစေတဲ့အဆီတွေကိုစားပေးပါအဆီများတဲ့ငါးတွေကကျန်းမာစေတဲ့အဆီတွေပါဝင်ပါတယ်အဲ့ဒီအုတ်စုထဲမှာပါဝင်တဲ့ငါးတွေကတော့ဆယ်မွန်ငါးမက်ဂရန်ငါးတူနာငါးတို့ဖြစ်ကြပါတယ်အဲ့ဒီငါးတွေကအိုမီဂါ3ဖက်တီအက်ဆစ်အမြောက်အများပါဝင်ကြပါတယ် အဲ့ဒီ omega 3ဟာတွေးကြောဆိုင်ရာ ကျန်းမာရေးကိုကောင်းစေပါတယ်တွေးလက်ပတ်မှုပိုကောင်းစေပါတယ်အခွန်မာသီးတဲ့အဆေးအဆံများဟာကျန်းမာစေတဲ့အဆီတွေကိုရနိုင်တဲ့အစားအစာတွေဖြစ်ကြပါတယ် almond ဈေးတစ်ကြားသီးရွှေပယုံဈေးတို့ဟာကျန်းမာတဲ့အဆီတွေဖြစ်ကြပါတယ်တွေးလက်ပတ်မှုပိုကောင်းစေနိုင်ပါတယ်ဒါအပြင်အခြားအာဟာရတွေလည်းအများပြားပါဝင်ပါတယ်တန်လျင်စီ olive oil တောင်တွင်စီဟာလည်းကျမ်းမာစီတဲ့အစီဖြစ်ပါတယ်။ဥရောပအစားအစာတွေမှာအထူးကပါဝင်တဲ့အစီဖြစ်ပါတယ်။တွေးလက်ပတ်မှုကောင်းစီပါတယ်။နံပါတ်၄ L arginine ပါဝင်တဲ့အစားအစာတွေကိုစားပေးပါ။ L arginine ဟာအမိုင်နိုအက်ဆစ်ဖြစ်ပြီးကိုယ်ခန္ဓာရဲ့လုပ်ငန်းမျိုးစုံမှာပါဝင်ပေးပါတယ်။များသောအားဖြင့် nitric acid ကိုထုတ်ပေးနိုင်ပါတယ်။အဲ့ဒီ acid ကသွေးကြောတွေကိုကျယ်အောင်လုပ်ပေးနိုင်ပါတယ်။ဒါကြောင့် L arginine ပေါ်ကျွယ်ဝတဲ့အစားအစာတွေကတွေးလက်ပတ်မှုကောင်းစေပါတယ်။ L arginine ပေါ်ကျွယ်ဝတဲ့အစားအစာတွေကတော့အခေါ်မာသီးများအဆိပ်အဆံများရွှေပြုံစိမြေပဲပြီဟိုစိကြက်သားနီရဲ့အသားတွေငါတို့ဖြစ်ကြပါတယ်။ L arginine ကိုပရိုတိန်းအများအပြားပါဝင်တဲ့အစားအစာတွေမှာတွေ့ရတတ်ပါတယ်။အစားအစာမျိုးစုံပါဝင်တဲ့အစားအစာတွေကိုမျက်မျက်တတ်တာစားတာက အကျိုးရှိစေပါတယ်။ L arginine ဟာ အမိုင်နိုအက်ဆစ်တမျိုးဖြစ်ပါတယ်အဲ့ဒီအက်ဆစ်ကကိုယ်ခန္ဓာကအသုံးပြုနိုင်အောင်နိုက်ထရစ်အောက်ဆိုက်ကိုထုတ်ပေးပါတယ်နိုက်ထရစ်အောက်ဆိုက်ကသွေးကြောတွေကိုကျဲစေပါတယ်သွေးလက်ပတ်မှုကိုကောင်းစေပါတယ်ဒိန်းနံစီကိုသွေးပို ရောက်စေနိုင်ပါတယ်အဲ့အာဂျင်နင်းတောက်ဆီးတွေကိုဆီယောင်ရဲ့အကူအညီနဲ့တောက်နိုင်ပါတယ်နံပါတ်5ဒိန်းနံအတွက် ကောင်းကျိုးဖြစ်စေတဲ့အခြားအစားအစာတွေကိုစားပေးပါဖျဲသီးဖျဲသီးမှာ စီထရူလင်းပါဝင်ပါတယ်အဲ့ဒီဓာတ်ပေါင်းကအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီးအာဂျီနင်းအဖြစ်ပြောင်းပြီးနိုင်ပါတယ်အာဂျီနင်းဟာနိုက်ထရစ်အောက်ဆိုက်ပမာဏအများပြား ထုတ်လုပ်မှုမှာလှုပ်ဆောင်မှုလုပ်ပေးပါတယ်ကြက်တွန်ဘျူဂါလစ်ကြက်တွန်ဘျူဟာသွေးသွားလာမှုပိုကောင်းစေပါတယ်ကျန်းမာတဲ့သွေးကြောဆိုင်ရာ လုပ်ငန်းတွေကိုပိုကောင်းစေပါတယ်အထက်ကပေါ်ပြတဲ့အစားအစာတွေကိုမြတ်မြတ်တတ်တာစားပေးဖို့အဓိကအရေးကြီးပါတယ်သင်ရဲ့နေ့စဉ်စားသောက်နေတဲ့အစားအစာတွေမှာ အမျိုးစုံပါဝင်အောင်စားပြီးတင်ပါတယ်နှလုံးသွင်းရောဆိုင်ရာကျန်းမာရေးကောင်းလာရင်လိန်နံထောင်မှတ်လာပါလိမ့်မယ်တင့်မှာပန်းဒီပန်းညိုယောဂဖြစ်နေရင်ဒါမှမဟုတ်ကြာကြာထောင်မှတ်ဖို့အခက်အခဲဖြစ်ရင်အထက်ကပေါ်ပြတဲ့အစားအစာတွေကိုမျိုးစုံအောင်စားပြီးတင်ပါတယ်အမေးများတဲ့မိကွန်တက်လိန်နံအစွမ်းကုန်ထောင်မှတ်ဖို့နဲ့ကြာကြာထောင်မှတ်ဖို့အတွက်ဘာစီးတွေကိုတောက်တင်တယ်လဲဘာတန်နဖေးလီဗန်ထရာကိုတောက်နိုင်ပါတယ်ဒီဆေးဟာ ဘာယာဂရာစီထက်ဆယ်စနီးပါ အစွမ်းထက်ပါတယ်။ဘေးရွယ်ဆိုးကျိုးလည်းနည်းပါးပါတယ်။ဒါကြောင့်ဒီဆေးကိုတောက်ရင်ဆေးပမာဏနည်းနည်းသာတောက်ရပြီးလိန်နံကိုစိတ်တိုင်းကြထောက်မှတ်ဈေးနိုင်ပါတယ်။အချိန်ကြာကြာထောက်မှတ်ဈေးပါတယ်။လိန်မဆက်ဆံခင်ကြိုတင်တောက်တင်တဲ့ဆေးဖြစ်ပါတယ်။အမေးများတဲ့မိကွန်းနှင့်ပန်းတေပန်းညိုဖြစ်နေချိန်မှာအချိန်ကြာကြာလိန်နံထောက်မှတ်ဖို့ဗာဆေးတွေကိုတောက်တင်တယ်လေ။ပန်းတေပန်းညိုယောဂကိုကုသနိုင်တဲ့ဆေးတွေကအများပြားရှိပါတယ်။ န်းတေပန်းညို့အတွက်လေနံကိုလှုပ်ဆော်ဖို့လိုအပ်ပြီးအကျိုးရှိတဲ့ဆေးတွေကိုပြောပြလိုက်ပါမယ်။နံပါတ်၁စီတန်နယ်ဖေးအယိုဂရာဒီဆေးကိုတော့လိမ်မဆက်ဆံငယ်နိုင်ဝက်ကနေတနာယီအတွင်းတောက်တင်ပါတယ်။နံပါတ်၂တာတလဖေးဆီယလစ်ဒီဆေးကိုတော့နေ့တိုင်းတောက်နိုင်ပါတယ်။ဒါမှမဟုတ်လိုအပ်သလိုတောက်နိုင်ပါတယ်။ဒီဆေးရဲ့အာနိသင်ကတော့36နာရီအထိတာရှည်ခံပါတယ်။နံပါတ်၃အပန်နယ်ဖေး standra ဒီဆေးကတော့မြန်မြန်ဆန်ဆန်အကျိုးသက်ရောက်မှုရှိစေပါတယ်။တရံတစ်ခါမှာ15မိနစ်မိနစ်30အတွင်းကျိုးသက်ရောက်ဈေးနိုင်ပါတယ်။အမေးများတဲ့မေခွန်း3လိန်နံမှာကြောထောင်မှနေဖို့ဘာဆေးကိုတောက်တင်တယ်လဲ။ L အဂျင်နင်းနဲ့ L citrulline နှစ်မျိုးစလုံးကိုတောက်နိုင်ပါတယ်။ L citrulline ဆေးကကိုခန္ဓာရဲ့ရောက်တဲ့အခါ L အဂျင်နင်းအဖြစ်ပြောင်းသွားပါတယ်။ L citrulline ဟာ nitric oxide ကို ထုတ်ပေးနိုင်ပါတယ်။ nitric oxide ဟာသွေးကြောတွေကိုကျယ်စီပြီးသွေးလက်ပတ်မှုကိုကောင်းစေပါတယ်။ဒီနည်းနဲ့လိန်နံစီသွေးရောက်မှုများပြီးလိန်နံကြာကြာထောင်မှတ်စေပါတယ်။မာကျောစေပါတယ်။လိန်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုသင့်အိမ်တော်ဘက်နဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးတာဟာအလွန်အရေးကြီးပါတယ်။ဖောဘက်တော်ကိစ္စဟာအိမ်တော်ရှင်တိုင်းအတွက်အဓိကအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။လိုအပ်ရင်ဆရာဝန်နဲ့လည်းတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်အောင်လွယ်လွယ်ကူကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.